2025ခုနှစ်မေလ17ရက်တင်းတွင်နေ့တင်ခင်ပြားနေမနဲ့ဆောဆောနှုတ်တော်ညီဖျားခင်တာတက်ရောက်လာတဲ့ကျွန်တော်တင်မခန်းစားပြီးတိတ်တာကလာသွားလာခြင်းလည်းမဲ့ခွင့်ရတဲ့ပြဆင်ပေးတဲ့ဖြစ်ရှင်တို့မှာပုံကြည်ပါစီတော့မေလရဲ့ဒုတိယမြောက်တင်ခင်ပြားနေဖြစ်တဲ့နေ့မြို့နယ်သက်ဆိုင်တဲ့ Conservative Evangelical Mission Minded Church မှာကိုရင်ကိုကြပေါင်တက်ရောက်ခြင်းဟာအကောင်းဆုံးသောရာဖြစ်တယ်လို့အမြဲတမ်းပြောတဲ့အတိုင်းကျွန်တော်ဒီနေ့ပြောဆိုလိုပါတယ် ရှင်းစွာကာလချင်းကိုရွေးနှောမဆိုရင်နှစ်ဆကနေပြီးဒီနေ့ပါဝင်ကျွန်တော်ကျမတယောက်ချင်းစီအသက်ရှင်ခဲ့တဲ့ရက်ပေါင်းက130နဲ့1ရက်ရှိခဲ့ပြီဖြစ်ပါတယ်။ကုန်ကလည်း133ရက်ပါဘလို့ကာလချင်းအုံပြုခဲ့လဲပြန်ပြောင်းဆန်းစစ်စဉ်းစားဆင်ခြင်နှုံသွင်းရအောင်။မနေ့ကနေစပြီးတော့နှစ်ကုန်တိချမ်းရှိသေးတော့234ရက်ကျန်ပါသေးတယ်။ချမ်းရှိတဲ့နေ့ရက်တွေကိုလည်းကာလချင်းအကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလည်းပို့လို့ကရှင်းစွာတိုက်တွန်းလို့ဆိုပါပါစီ။ဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့ 先把菇客子，看见啊，阿爸伢都在吃，阿爸伢都在炒着吃，个，怕多麻烦些吧嘞。过了个嘞，伢子们，天热季节的电那个炎热呗，人会耍疲劳，要干那些些呢，跟了事活，漫长不易，阿爸伢都在那吃。托自家个也许的家里没叫家人，用几件生活杂，稀碎老火，对阿些木啊，吃穿，漫长不易。 ဖတ်ကြောင်းနှုတ်တော်ကသက်ရှင်တဲ့စကားတော်ဖြစ်တိုင်းကျောင်းသူကျောင်းတိုင်းမှာဘုရားသခင်သည်အတ္တတပံပြန်လည်ကောင်းချီးပေးပါစေတော့အာမင်ယုံကြည်ခြင်းအပြင်အတ္တတံမှာထူးခြားတဲ့အရာတွေတွေ့ကြုံဖြစ်ပြလာရဆိုရင်ကျောင်းရောက်ဒီနေ့စဉ်းစားဖို့ဖြစ်ပါတယ်ပထမကျောင်းပိတ်ကတော့စစ်နှစ်နဲ့ပတ်လုံးတွေးတွန်းတာဆွေးနွေးအမျိုးမိတယောက်အရှင်ရှုအဝတ်တော်ရဲ့ဘဝအစွန်ဖျားလေးပေါ့တုတ်ထီရင်ငါချမ်းသာရမယ်ငါကြားမှာမယ်ဆိုတော့ ယုံကြည်ခြင်းနဲ့မိမိကိုမိမိပြောပြီးတော့တိုးလိုက်တဲ့ခါမှာတကယ်ပဲချက်ချင်းအနာဝငင်းသွားတွေ့ရတယ်။အဲ့တော့အရှင်ရှုကပါပြောလဲ။ဒါသမီးတင့်ယုံကြည်ခြင်းဟာတင့်အနာကိုငင်းစေပြီ။ဟာလေလုယာ။ဒုတိယဖြစ်ဖြစ်ကတော့စနစ်နှစ်ရွယ်သမီးငယ်လေးအရှင်ရှုရှိဖခင်တရားစင်မှုတခြားခရစ်ယာန်ရဲ့ကြည်လို့ရှင်ယာယီလို့ခေါ်ပါတယ်။အရှင်ကိုလာပြီးတော့တောင်းဆိုတယ် ဒါပေမဲ့ကြားတဲ့သတင်းကတော့ဘာလို့ဆိုလို့ရှိရင်ကိုရောသမီးသေပါပြီပထမအရှင်ရှုရှိလာတော့ကတော့ဟိုပြင်းစွာနာရောဂါခံစားရတာဗောလေသမီးငယ်လေးอ่ะဒါပေမဲ့အိမ်သားလက်တဝင်ချိကလာရောကိုရောသမီးသေပါပြီဆိုပြီးတော့အိမ်မှာရှိတဲ့သူတွေကတရားစက်မို့လာပြောပါတယ်အဲ့စကားကိုအရှင်ရှုကြားတဲ့ခါမှာကျန်းစာကျွန်တော်ခုနဖတ်တော်တဲ့အချိန်ဘာပြောလဲမကြောက်ကြနဲ့မစိုးရင်နဲ့ယုံကြည်ခြင်းစိတ်တစ်ခုသာရှိပါနောက်ပိုင်းကျွန်တော်အဖြစ်အပျက်ကိုဆက်ဖတ်ရင် ဒီသမီးငယ်လေးဟာပြန်လဲပြီးတော့အသက်ရှင်ချမ်းသာရခွင့်ဖျားရှင်ပြင်ဆင်ပေးပါတယ်ထိုရှင်နာမှာပုံကြီးပါစေ။ဒါဒီရင်မှုရနှစ်ချက်ကနေပြီးတော့ကျွန်တော်တို့ပါစဉ်းစားဖို့လိုစဉ်။ယုံကြည်ခြင်းဆွမ်းဘက်ကဘလောက်ကြီးမားလဲဆိုတာစဉ်းစားဖို့ပဲဖြစ်ပါတယ်။ယုံကြည်ခြင်းဆွမ်းဘက်ကစနစ်ပလုံးစနစ်နဲ့တာကလာပလုံးတွဲစုံဆွဲနေအမျိုးသမီးကိုအနိုင်အောင်ညင်ပေးတယ်။ဟာလေလုယာ။နော်ယုံကြည်ခြင်းဟာဆွမ်းဘက်ကပါလေ။အသက်ဝိညာဉ်ထွက်နေပြီ။ ထွက်သွားပြီးထေသွားပြီးပြန်လဲပြီးတော့အသက်ရှင်တဲ့ခွင်ကိုယုံကြည်ခြင်းရဲ့ဆွမ်းပကပြင်ဆင်ပေးတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့အဖေဖြစ်ပါတယ်နှစ်ခွက်တော့ရက်တီးပြီးတော့ကျွန်တော်ကဘာတွေယုံနိုင်မလဲအဘယ်သုံးသောမှုရာတွေအတွက်ယုံကြည်ခြင်းနဲ့ကျင်လည်မလို့ဆိုတော့ဒီနေ့ကျမ်းစာမှာကြားနာပြီးတော့ဆင်ခြင်နှုံးတွင်းအောင်ကျွတ်တွေ့ကြုံတဲ့ဘဝတိုက်ပွဲတွေဆံပွဲတွေတွေ့ကြုံတဲ့စွန်းစွန်းတို့ရှိခြင်းအားလုံးအောင်မြင်ကျော်လွှားဖို့အတွက်ဘုရားခင်ပါလိုခြင်းလဲ ယုံကြည်ခြင်းစိတ်တစ်ခုသာရှိပါလို့ဖော်ပြပါတယ်။ယုံကြည်ခြင်းအပြင်စနစ်ပလုံးသွေးသွန်ဆွဲတဲ့အမျိုးသမီးအနာအငိမ့်နဲ့ကြော်ကြားခဲ့ပြီ။ယုံကြည်ခြင်းအပြင်စနစ်နဲ့ရွယ်ရှိတဲ့သမီးငယ်လေးပြန်လည်ပြီးတော့အသက်ရှင်လာခွင့်ရတယ်။ယုံကြည်ခြင်းဆွမ်းပကဘလောက်ကြီးမှလှပါလဲ။ကြောက်ဒီနေ့ချက်တော်ယူကုန်မှာတော့ကြောင့်လဲယုံကြည်ခြင်းအပြင်အထံတော်တိုးဝင်ကြီးကပ်လာတဲ့ခါတိုင်းမှာပါလာဖို့အလို့ငါတိုက်တော်နှုတ်ဆော်ခြင်းနဲ့ အရှင်ရှုထံတိုးဝင်ကြီးကပ်လာတယ်။ကောင်းကင်ဘုံရှင်ခမည်းတော်ဖျားခင်တန်းသားတော်ယေရှုဖျားရဲ့အမိနာမနဲ့တိုးဝင်ကြီးကပ်လာခတိုင်းမှာပါလာမယ့်ရာယုံကြည်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော်လှုပ်ဆောင်တဲ့အကျင့်ကောင်းတာတွေကောင်းတော့အကျင့်ကောင်းတာကောင်းတယ်နော်ကျွန်တော်မလောက်အောင်မပြောလို့ဒါနဲ့အရာနဲ့ရှည်တန်းတည်လာဖို့မဟုတ်ဘူး။ကျွန်တော်ကျင်လေခဲ့တဲ့မှုရတယ်ကျွန်တော်ပင်ကန်းခဲ့တဲ့ရာတွေလားကျွန်တော်လှူဒန်းခဲ့တဲ့ရာလားဒါတွေနဲ့မဟုတ်ဘူးဒါတွေမလို့အောင်မပြောဘူးနော်ကောင်းတဲ့ရာတွေပဲဒါမဲ့အရှင်ထံတိုးဝင်ကြီးကပ်တဲ့ခါမှာဘာပဲပါလို့လဲ။ နှစ်ခွက်တော့မှာယက်တည်ပြီးတော့အရှင်တက်ဆွမ်းမှုပုံမှာယက်တည်ပြီးတော့ယုံကြည်ခြင်းတစ်ခုဒါပါလာဖို့အရေးကြီးပါတယ်ကျောင်းရဲနှစ်ခွက်တော့လည်းဝင်ကားကြပြင်ရောက်တိုင်းမှာဖျားသခင်သည်အတိတ်တစ်ပါးပြန်လဲကောင်းချီးပေးပါစေတော့ဆုတောင်းနိုင်ကြပါစို့မြတ်တော်ရှင်ဘာပြားစနေတာကာလပတ်လုံးတွေးတုံတဲ့မျိုးသမီးဟာယုံကြည်ခြင်းအပြင်အနာရောညင်ခွင့်ရပါတယ်ထိုနည်းတူပင်စနေရွယ်သမီးငယ်လေးရလဲဖခင်မိခင်နဲ့ယုံကြည်စိတ်တစ်ခုသာရှိပါလို့အရှင်ပြောကြားချက်ကိုဝန်ခံတဲ့ခါမှာ ပြန်လဲပြီးတော့အသက်ရှင်ခွင့်ရပါတယ်။ယုတ်ကြီးရဲ့ဆွမ်းပကအင်မတမကြီးမားလာတဲ့ကောင်းကြီးပဲဖြစ်ပါတယ်။ကျောနှစ်ကွက်တရားစကားကြားနေသားတို့တယောက်ချင်းစီရဲ့တက်တာမှလည်းတရှုံးကျွန်တော်ဖျားရဲ့အလင်းပေးကြုံခံစားရပြီးတက္ကလာယုတ်ကြီးရဲ့ဆွမ်းပကကိုတီးပြီးတော့အထံတော်တွင်းချီကလာခတိုင်းခါတိုင်းမှာယုံကြည်ခြင်းစိတ်တစ်ခုရှိပါဆိုတဲ့အရှင်မိမစကားကိုကြားရအောင်ပြီးတော့စင်ကျင်လုံးသွင်းပြီးတော့ယုံကြည်ခြင်းပါတဲ့တွင်းချီကပို့လို့ကကြောက်ချင်းစုမှာအလင်းပေးခြင်းပြည့်ပြင်းခြင်း ပွန်သင်းကျေးဇူးတာပြုပြီးပို့ဆောင်ကောင်းကြီးပေးပါမိအကြောင်းထားမြောက်တက်ရှင်တော်မူသောအရှင်ယေရှုဖျားနာဘတော်မြတ်ကိုမြှုပ်ပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရဖဖျားသခင်အာမင်တရိတ်သခင်ပြားနေဖြစ်တဲ့ဒီကြီးမားတဲ့ကောင်းကြီးမင်္ဂလာခံစားရနေ့ရက်တည့်ရက်လို့ကျွန်တော်သတ်မှတ်လိုပါတယ်။ဘာကြောင့်လဲမနက်6နိုင်မှာ bilingual devotion ကိုကျွန်တော်ဖတ်ရှုခဲ့ကြပြီးအခုစဉ်မနက်9နိုင်ပါဟာလာ6မိနစ်ဒီပါ9မိနစ်9မိနစ်ဒီပါလာကို my blessed morning ကြားလာခဲ့ပြီနေ့လယ်7နိုင်မှာအာ Blessed Sunday ဆောင်းမောင်းကြရမယ်။မနေ့လည်းကျွန်တော် remind လုပ်တာပြန်ဒီဒီ7ရက်ဖြစ်တဲ့ကြောင်းမွန်တက်7ရက်တိတိမှာမိပါများတမရရစီစဉ်မိနစ်20လောက်ရှိပါတယ်လို့အော်ဒီနေ့၄ချိန်၄ကကျွန်တော်ဟောကြည့်ရှုရမယ်ဖတ်ရှုရမယ်ဒါအတွက်ဒီမှာလည်းကောင်းကြီးလို့ကျွန်တော်သတ်မှတ်ချင်တာဖြစ်ပါတယ်။ Public မှာ share လုပ်ပေးပါအောင်လို့အမြင်တော့ဆိုတဲ့အတိုင်းထမိုင်တောင်းဆိုလိုပါတယ်။ရောက်တဲ့မှာဘုရားခင်ကြီးကြီးမားတဲ့ကောင်းကြီးမင်္ဂလာများနဲ့တောင်းလုံးပြီးလမ်းပြတော်မူပါစေတော့။အာမင်။